तू လုံးမဲ့ရွေးကောက်ပွဲကြတော့ तू ကဘာပြောလဲဆိုတော့မင်းတို့ကန္နာဂောသာမလုံးနဲ့ဆိုတော့60လုံးနောက်ပိုင်းရွေးကောက်ပွဲ3ခုမှာ2020ရွေးကောက်ပွဲကိုကန္နာဂောသာလုံးခဲ့တာဘာတူလဲအားကြောင့်2044ခုနေ့ဟိုရုပ်ရှင်ထူးချွန်စူပေပွဲလို့ဘာလို့ဆို तू ပြတာသူ့ကိုဘယ်ခုနေ့ရောင်းနေမှန်းတော့မသိတော့ဘူးဘာလို့ဒီရာသီဒီဟိုဒီပလီရင်ကိုအတင်းတက်လူပြီးတော့တက်လူထိုင်ပြီးတော့သူ့ကိုသူမြောက်မြောက်နေပြီးတော့မှာ မင်္ဂလာပါကျွန်တော်ပြည်သူအမှန်ငါတို့တန်စီစံနေပြန်ပြီးတော့ကြိုဆိုပါတယ်ဒီရက်ထဲမှာဒါချို့ဗီဒီယိုတွေဒါ reaction လောက်တာထိတော့မတင်ပေးနိုင်တဲ့ဟာတွေလည်းရှိတယ်ရှိရကြတော့ဒါအခုတော့ပုံမှန်ပြန်တင်ဆက်နိုင်အောင်နောက်တစ်ခါအဲ့လိုဟို reaction ကိုလည်းပုံစံတစ်မျိုးနဲ့ဖြစ်အောင်တော့ကြိုးစားမယ်ပေါ့နော်အဲအခုကတော့ဒါပြည်သူအမှန်စီစံပေါ့ဒီစီစံမှာဟိုတောင်းစားအကြောင်းပြောကြမှာတောင်းစားအကြောင်းဆိုတာထက်ပေါ့နော်ဒီကောင်ပြောရတဲ့စကားတွေဒီကောင်အခုဒါနန်ကပတ်ပြီးတော့ဖားတယ်ပေါ့ အများကြီးလည်းမဟုတ်ပါဘူးနိုင်ငံနှစ်ခုတည်းပေါ့နော်သူနဲ့ဟိုဖေးလို့တားလို့ဖြစ်နေတဲ့နိုင်ငံနှစ်ခုကိုသွားပြီးတော့ဒါဘယ်လာရုနဲ့အာရုရှားနဲ့ကိုသွားပြီးတော့အဲသူဖားရပြီးတော့ပြန်လာပြန်လာတဲ့ခီးစင်ပေါ်ဟိုပေါ့လေးပေါ်မှာပဲရှိသေးတယ်သူကဒီပါတီစုံဒီမိုကရေစီအဲအမှန်တကယ်လိုချင်နေဆိုရင်ပေါ့နော်အဲအိုက်စတစ်ကိုအမှန်တကယ်လိုချင်ရင်ဒါရွေးကောက်ပွဲကိုကနဂောစာမလုပ်ဖဲနဲ့ပူပေါင်းပါဝင်သင့်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ချိန်ချောက်တဲ့ဟာမျိုးဖြစ်နေတာပေါ့ကွာအဲဒါဆိုရင်အဲ့စကေရက်ကတကယ်လည်းဟုတ်တယ်ပေါ့နော် ရင်တော့ကဒါလူကြီးသူမတွေကဒါဟိုလူငယ်တွေပဲဖြစ်ဖြစ်ကလေးတွေပဲဖြစ်ဖြစ်အဲ့လိုမျိုးဆိုရင်မတို့ကငေါစာမလုံနဲ့ဟဲ့ဒါမျိုးပုံစံမျိုးနဲ့ပြောခဲ့တာမျိုးပေါ့နော်ပြောရရင်တော့အထွတ်မတက်နဲ့အဲဘာမှပြန်ပြီးမပြောနဲ့အဲ့လိုအတိတ်ပဲမျိုးနဲ့ဒါပြောခဲ့သုံးခဲ့ကြတဲ့စကားရက်ပေါ့စကားလုံးပေါ့အဲ့ဥစ္စာကိုဒီကောင်ကသုံးတာပြည်သူကိုသုံးတာတော်လိုင်းတက်ဖွဲ့တွေကိုသုံးတာအဲ့လိုမျိုးသုံးတိုင်းငြိမ်ခံရအောင်အခုတော်လိုင်းတက်ဖွဲ့တွေနဲ့တော်လိုင်းပြည်သူတွေကဟို လုံးဝ तू နင်းသမျှခံမဲ့အနေထားမျိုးမဟုတ်တော့ဘူးเนาะဟုတ်တယ်အဲဒီကောအဲ့ဒါကိုနားမလဲဘူး तू အဲ့လိုပြောတာအဲပြောပြီးသွားရင် तू အဲ့ဟာ तू ပျော်နေတာပေါ့နော်ချိန်ခီးစဉ်ရုရှားမှာပြီးတဲ့ချိန်မှာလဲ तू သူ့ဖွဲ့တဲ့စီကို तू ခီးစဉ်ပြန်လာတဲ့အထီတောင်မှာ तू ဟန်မဆောင်နိုင်ဘူးမဆောင်နိုင်ဘူးဖုံးဆက်ပြီးတော့ရောက်အောင်ချိန်နေကောင်းနေဘာဖြစ်လဲအဲ့လိုမျိုးတော့ तू လှမ်းပြောတဲ့ပုံစံမျိုးဆိုတော့အဲသူအနေနဲ့ဆိုရင်တော့ तू အချိန်နေကောင်းခဲ့တယ်လို့တော့ယူဆလို့ရပေါ့နော်အဲနောက်တစ်ခုကအဲ့လိုပေါ့အဲ့ကောင်းခဲ့တယ်ဆိုရင်နောက်ွယ်မှာဘာတွေသဘောတူညီမှုတွေလုပ်ခဲ့သလဲ နိုင်ငံကိုဘယ်လိုနေရာတွေမှာဘာတွေမှာရောင်းစားခဲ့တယ်လဲဘာတွေလက်မှတ်ထိုးခဲ့တယ်လဲသဘောတူညီခဲ့တယ်လဲဆိုတဲ့ဟာမျိုးတွေလည်းဒါနိုင်ငံအတွက်တော့စိတ်ပူစရာဟုတ်ကွာဟုတ်တယ်အဲကြောင့်အဲဒီကောင်ဒီခုရွေးကောက်ပွဲနဲ့ပတ်သက်လို့သူက2025အကုန်နောက်26အစအဲ့လိုကာလမှာသူဒါလုံမယ်ဆိုပြီးတော့သူထပ်ပြီးတော့ပြောတာမျိုးလည်းရှိတယ်ရှိတော့ကြဒီရွေးကောက်ပွဲကိုကျွန်တော်ကလက်ခံသင့်သလားလက်မခံသင့်သလားထောက်ခံသင့်သလားမထောက်ခံသင့်သလားဆိုတော့ကိုကျွန်တော်စဉ်းစားဆီကျင်တာပါနော်တကယ်တော့ ဒီကောင်လုံးသမျှဟာတခုမှကျွန်တော်ကထောက်ခံစရာအကြောင်းမရှိဘူးပြီးရင်ဒီဥစ္စာကသူကဟိုတရားမျှတမှုရှိမှာမဟုတ်ဘူးတရားမျှတမှုရှိမှာမဟုတ်ဘူးဆိုရတယ်တရားမမျှတတဲ့ကောင်လုံးတဲ့ဟာမဟုတ်လို့တရားမျှတမှုရှိလာမှာမဟုတ်ဘူးအဲ့တော့အဲ့ဥစ္စာကိုသူကဓာကြီးတွင်တွင်ပြောနေတယ်ဆိုနေကပေါ့နော်ရည်ကြတော့ကောင်းတယ်ပေါ့နော်အခုလဲပြန်လာတဲ့ချိန်မှာသူရဲ့ဟိုဗာလဲဒုမနာသားလေးတွေတမီးလေးတွေအကျိုးဆိုကြတော့ပေါ့နော် တကယ်နိုင်ငံကိုရောင်းစားပြီးပြန်လာတဲ့ကောင်ကိုအဲ့လိုမျိုးကြိုဆိုတဲ့ဟာတွေ့တော့လည်းတကယ်အံ့ဩရအောင်ပါလေအဲသူသူအကြောင်းကိုသုံးသပ်မယ်ဆိုတော့ဒါသုံးသပ်တဲ့မင်းအွန်လိုင်းအကြောင်းကိုစဉ်းစားရင်တကယ်တစ်ထောင်တည်းများပုံမြင်တဲ့ဆိုးမှာပေါ့နော်ဘူဖုံးကားလို့ပိုင်းဆက်တယ်စဉ်းစားရတာကိုသူကပထမတစ်ချက်စဉ်းစားပါလေဆိုသူသူကဒီစစ်နိုင်နေတာမဟုတ်တဲ့မဟုတ်တာတော့ဒီလောက်ဖင်ကောင်းကျင်နေတာစစ်တာနိုင်ဘယ်လောက်ဒီဖင်ကောင်းချီတုံးဘယ်လောက်ကြီးမယ်မသိဘူးဖင်ကောင်းဖင်ကောင်းကျင်လို့ဘယ်လောက်ကြီးတော့ကြီးထိုင်လိုက်တာနဲ့ထွက်ပြီးတာပဲ သဘောလောက်ရှိမလားမသိဘူးဗျအဲ့လောက်ထိဟိုအချိန်ကြီးဟိုဖြစ်တာပေါ့နော်ပြီးနောက်နောက်တစ်ချက်ကညီလေးအခုဒီဟိုဒီ generation z တွေမှာပေါ့နော် z တွေမှာက तू က1990လွန်မှာရွေးကောက်ပွဲဆိုတာမကြုံခဲ့ဘူး1990ဆိုတာလေဒီ generation z တွေတော်တော်များများမမိခဲ့ဘူးကိုရီတောင်9နှစ်သားပဲရှိသေးတယ်ဒီ1990ရွေးကောက်ပွဲဘာမှလည်းမသိတတ်ဘူးဟုတ်အဲ့တော့ရွေးကောက်ပွဲဘယ်မှပြန်ပြန်ပြီးလုပ်ခဲ့လဲ2010ကျမှပြန်ဆခဲ့10 15 20ဒီ၃ချိန်မှာဒီမိုကရေစီဆိုရအနှစ်ရတာကို တကယ်တကယ်ပြည်သူလူထုကရွေးကောက်ပွဲဆိုတာဒီလို rule တွေနဲ့သွားပါလား2010ဆိုတာအဲ့ဒီရွေးကောက်ပွဲဆိုတာတကယ်အမှန်တကယ်အနှစ်သာရကြီးမရှိသေးဘူးကြီးတယ်10ရွေးသွားတာကဘာလို့အဲ့ဒီမှာပြည်သူလူထုကရွေးကောက်ပွဲဆိုတာဒီလိုအနှစ်သာရချိပါလားအတဲကြမဲတပြားဆိုတာဒီဟာပါလားဆိုတဲ့ဟာတွေပြီးငါတို့မဲပေးလိုက်တဲ့ပါတီကနိုင်ငံတွေဘလို့အထိစွမ်းဆောင်ရည်တွေရှိတယ်နိုင်ငံကြီးဘလို့ဖွင့်ပြိုးတိုးတက်လာတယ်မဲမဲတပြားကြောင့်ဘလို့ဖြစ်လာရဲဆိုတဲ့ဟာတွေပြီးရင်ဒီမိုကရေစီလမ်းကြောင်းဆိုတာဘလို့ဆိုတာတွေကို တကယ်အနှစ်သာရရှိကြည့်မသိသေးဘူးပေါ့နော်30ရယ်35ရယ်20ရယ်အဲ့မှာ30နဲ့35ပဲရွေးကောက်ပွဲပြီး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 လှုပ်လိုက်20ကတော့လှုပ်တော့လှုပ်လိုက်တယ်21ကျတော့ကောက်ပြီးတော့မှအနာကောက်တင်လိုက်အဲ့တော့နော်အနာတင်တာတော့တင်းတဲ့ရည်ရွယ်ချက်ကဘာတင်းတဲ့အကြောင်းပြချက်ကဘာလဲဆိုတော့မဲခိုးမဲလိန်လို့ဆိုပြီးတော့မှအကြောင်းပြအဲ့ခါကျပြည်သူတွေထင်အောင်ထင်မှတချို့ထင်အောင်ထင်မှနေဖြစ်ကြရယ်ပေါ့နော်ဟာဟုတ်လားတကယ်မဲခိုးမဲခိုးလို့လားရွေးကောက်ပွဲဆိုတော့ကြီးက ဒီလိုပါလားဆိုပြီးတော့မှဖြစ်တယ်ပေါ့နော်အဲ့လိုဖြစ်ခဲ့ကြရွေးကောက်ပွဲအနှစ်သာရဟိုဘာမှမတိသေးတဲ့လူတွေကိုတခါ तू ကဘာဘာအနှစ်သာရမှမရှိရွေးကောက်ပွဲထပ်လုပ်ဖို့စဉ်းစားနေတယ်ထပ်ပြီးတော့ခြေလဲခြင်းတာဟုတ်တယ်ထပ်ပြီးတော့ထပ်ပြီးတော့ခြေလဲခြင်းနဲ့ तू तू တွင်းနေတယ်ပေါ့နော်အဲ့တော့ဒီခု तू လုံးမဲ့ရွေးကောက်ပွဲကြတော့ तू ကဘာပြောလဲဆိုတော့မင်းတို့ကန္နာကောသာမလုံးနဲ့ဆိုတော့ 90လွန်နောက်ပိုင်းရွေးကောက်ပွဲ3ခုမှာ2020ရွေးကောက်ပွဲကိုကန်နဂေါသလုတ်ခဲ့တာဘာတူလဲဟုတ်တယ်ပရမနိုဒူအင်တာဗျူးဗီဒီယိုမှတ်တမ်းရှိသေးတယ်ဒီချိန်ထိပြပြပြီးတော့ဆောက်ခွက်ရိုက်လို့ရသေးတယ်ညေသူသူပြောတာပြောလို့ရွေးကောက်တဲ့ရွေးကောက်တင်မြောက်တဲ့အစိုးရသားကိုအစိုးရသားနေဟိုဖြစ်မှာပါကျွန်တော်ကတော့ထောက်ခံမှာပါဆိုပြီးတော့မှသူကိုယ်တိုင်လာပြီးတော့မှဟိုဟိုဟိုကနေဟိုချိုင်းကြီးဟိုကနေဟို ကိုကောလံပါတဲ့အင်ဂျီနယ်ဒီပစိုးနဲ့လာပြီးတော့မက်ဆီတက်ပြီးတော့မှလာပြီးတော့လွတ်ရနေတယ်ဥစားနော်အဲအဲ့ပုံနဲ့အကွက်ကလေးနဲ့ဥဒီမြင်အောင်သေးတယ်ဒီဒီလိုလာပေးပြီးတော့မှပြောခဲ့တဲ့ဇကားကဒီနေ့လေရင်ပေါ်မှာဖြေတဲ့မိုင်းနှလုံးနဲ့ဖြေသွားတယ်ကန္တကောသားမလုပ်ပါနဲ့ဖြေတယ်ဆိုတော့အဲ့မျက်လုံးနှလုံးနဲ့အဲ့ရုပ်ကိုရှင်ကြည့်ကြည့်ညီလေးအញ្ញံกว่าချားတယ်ဟုတ်တယ်အခုမျက်လုံးကအယောင်လက်ပြီးတော့မှတိရတကယ်ဟုတ်ကူသူကပဲသူသားလင်းရင်တကယ်နိုင်ငံရဲ့ ကိုယ်ခွေအားထားရလူတယောက်နိုင်ငံကိုတကယ်သူသားလေးနိုင်ငံကြီးကိုကယ်တင်ထားတဲ့လူတယောက်ပုံစံမျိုး तू အပြုံးနဲ့ဗေဒာယုတမတာမစ္စတာဘသူတို့ဘာတို့ပါဖြေသွားတာအင်္ဂလိပ်လို မတတ်တဲ့ကောင်ကတရားအဲ့ဒါကြအလွတ်ကျထားလားမသိဘူးဟိုတောမဂျာမန်ညာတော့အလွတ်မရလို့စာရွက်3-4ရွက်နှံရတယ်အဲ့ဒါတော့နှုတ်ထုတ်ပြီးလိုက်တဲ့လူကအဲ့ဟိုသူသူတို့ဇော်မဲလုံးတော့တကယ်ကြီးလူရှိသူရှိကြမှာတကယ်တကယ်ဆောက်ရွက်ကိုယ်သူက အမေရိကန်ကဘာ great ဘာဘာဘာလဲသူ great american great great အဲ့ဒါပြောဖို့ဆာရွက်လေးခန်းရွက်လှမ်းတယ်ဟောဒီဆလုံးလေးလေးခန်းလုံးမို့လို့မင်းရောက်လာတဲ့ဒီတိုင်းပဲဒီတော့မှကြော်မင်းညောင်ပြောဖို့တီယိုရီတီယိုလှမ်းတယ်သူ့မှာဒီလူကအင်္ဂလိပ်လိုအမေရိကန် very good morning အမင်္ဂလာအကဲကောင်းနေတော့တော့အဲ့ဒီဟာကိုသူ့မှာမျက်လုံးနဲ့အယောင်လက်ပြီးတော့မှာဟိုရုရှားတမတာဘသူက ်ပြီးတော့ဘီလာရုသမရဘဒူကကျွန်တော်ကိုတရားဝင်တရားဝင်ဖိတ်ကြားတယ်လို့ပြောသေးရယ်နော်တရားဝင်ဖိတ်ကြားတယ်ပေါ့နော်အဲ့တော့ तू तू ပြော तू လုံးအခု तू လုံးနေတဲ့ရွေးကောက်ပွဲကကန်နဂောသာမလုပ်ပါနဲ့လို့ तू ကသာပြောတယ်တကယ်ပြည်သူလူထုလိုလားတဲ့ရွေးကောက်ပွဲကိုကန်နဂောသာလုပ်ခဲ့တယ်အဖွဲ့အစည်းကဘယ်အဖွဲ့အစည်းလဲဘယ်ကောင်းလဲဘယ်ကောင်းလဲပြီးအခုလက်ရှိစစ်တမ်းနေကောက်ယူချက်အရာပေါ့နော်ဒါ BBC ကနေပြီးတော့မှဒီကိစ္စကိုတကယ်ကိုထဲထဲဝင်ဝင်စစ်တမ်းကောက်ထားတာရှိတယ်ကြီးရွေးကောက်ပွဲလုံးမယ်ဆိုတဲ့အချိန်မှာ ဥပမာမြို့မြို့တစ်မြို့မှာပေါ့အဲထားပါရန်ကုန်မြို့မှာရန်ကုန်မြို့မှာဆိုလို့ရှိရင် तू A မြို့ရှိရ B မြို့ရှိရရန်ကုန်ရန်ကုန်မြို့ရဲ့ဒီရန်ကုန်တိုင်းရဲ့မြို့တွေပေါ့ A မြို့ရှိရ B မြို့ရှိရ C မြို့ရှိရ D မြို့ရှိတယ်အဲ့ဒီမှာ तू A မြို့မှာရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဖြစ်နိုင်လားအဲ့ဒါစစ်ကောင်စီအုပ်ချုပ်ထားတဲ့နေမြေလား PDF တော်လိုင်းတပ်ဖွဲ့တွေစုံမိုးထားတဲ့နေမြေလားဘသူဒါမှမဟုတ်စကြနေမြေလားအဲတချို့ကစစ်ကောင်စီထောက်ခံတဲ့လူစစ်ကောင်စီရဲ့လက်အောက်မှာလည်းရှိတယ် တော်လိုင်းတက်ဖွဲ့ရဲ့လက်အောက်မှာလည်းရှိရဲဒီမြဝတီလိုမျိုးပေါ့အဲဟိုဟိုဘက်ဒီဘက်လွန်ဆွဲနေတဲ့နေရာမျိုးရှိတယ်အဲ့တော့အဲ့ဒီဟာကိုစစ်တမ်းကောက်ပြီးတော့မှတနိုင်ငံလုံးရဲ့မြို့ပေါင်း330နဲ့ရွာတွေအကုန်လုံးစစ်တမ်းကောက်တာစစ်တမ်းကောက်တဲ့အချိန်မှာဘယ်လိုကောက်လဲဆိုတော့ညီကဒီအဲ့ဒီအေမျိုးမှာရှိတဲ့ဟိုဟိုတော်လိုင်းတက်ဖွဲ့ဆုံးမထားရဲဆိုလို့ရှိရင်ဒီတိုင်းပါဇက်နဲ့မပြောနဲ့တော်လိုင်းတက်ဖွဲ့ကဘယ်တက်ကဘယ်တက်ဖွဲ့ဆုံးမထားတယ်ဘလောက်ဒီရာခိုင်နှုန်းဘလောက်ဒီဒီမှာအုပ်ချုပ်မှုကိုရန်နေရာကိုလေပတ်နိုင်နေတယ် ဆိုတဲ့ဟာကိုအဲ့ဒီကတာဝန်ရှိသူတဦးရဲ့ဖုန်းကောပဲဖြစ်ဖြစ်အတန် voice message ပဲဖြစ်ဖြစ်တခုခုဒီဟာကိုသူထုတ်ပြန်ဖို့လုံးဝမဟုတ်ဘူးဘသူကပြောရဲဆိုတော့ထုတ်ပြန်ဖို့မဟုတ်ဘူးအဲ့သူဒီဟာကိုအချက်လက်တခုအနေနဲ့ကောက်တာကိုအဲ့လိုတနိုင်ငံလုံးမျိုးပေါင်း330ရဲ့ကျန်တဲ့ရွာတွေရဲ့ကောက်လိုက်တဲ့အချိန်မှာ2025နဲ့မဟုတ်ဒီကာလကရွေးကောက်ပွဲဘယ်အချိန်မှာလုံးလို့ရမယ်ဆိုတဲ့ဟာကိုမပြောနိုင်တဲ့အနေထားမျိုးနိုင်ငံရဲ့အနေထားအဲ့လိုဖြစ်အဲ့တော့ဘလို့မှရွေးကောက်ပွဲလုံးလို့မရဘူး ဒါကိုကြံတဲ့စစ်ကောင်စီအုပ်ချုပ်နေတဲ့နယ်မြေတွေကဒါဒီရွေးကောက်ပွဲကိုသူပြောလို့ဘောကန္တကောသားဝိုင်းပြီးလုပ်ပေးမယ်ဆိုရင်တော့မတရားတဲ့ရွေးကောက်ပွဲကဘရောမှဖြစ်မလာဘူးဆိုတော့ပြောကျင်တာပေါ့အဲ့တော့ဒီကတကယ်လို့ဖြစ်အောင်လို့မတတ်နိုင်ဘူးကငါတို့ကတော့အတင်းနီးရတာပဲကြောက်ရတယ်ငါတို့ဖိပြီးတော့မှအတင်းရွေးကောက်ပွဲဟိုဟာဖြစ်တယ်ဆိုဒီရွေးကောက်ပွဲသာတကယ်ဖြစ်ခဲ့ရင်လည်းဘသူကအနိုင်ရမလဲဆိုတော့သူပြောရဲ53ပါတီလားမသိဘူးဟုတ်တယ်ဟိုကလှုပ်ထားတယ်ဟိုမှတ်ပုံတင်ထားတယ်လို့သူပြောတယ်စီးရင်သွင်းထားတယ်လို့ပြောတယ်ဘသူနိုင်မလဲ အစိဖွဆိမ့်မဲ့နိုင်မယ်ဖွဆိမ့်မဲ့နိုင်ပြီးတော့မှတမရောကနေပြီးတော့မှ तू ကဒုသမနာတယောက်တင်သွင်းမယ်ဒုသမနာ၃ယောက်လာမယ်တိုင်းရင်းသားဘက်ကတယောက်လာမယ်ဟိုကနိုင်ရပါတီကတယောက်လာမယ်စစ်တပ်ကတယောက်လာမယ်၃ယောက်လာမယ်စစ်တပ်ကဘလူးလာမယ်မင်းအောင်လိုင်းလာမယ်အဲ၃ယောက်လာမယ်အဲ၃ယောက်မှတမရတယောက်ရွေးရမယ်ဒုသမနာ၂ယောက်ကြံမယ်ဆိုတမရတယောက်ကဒီကောင်းမဖြစ်မှာအဲ့တော့တဘိုး၄ချောင်းနေမဟုတ်ဒီကောင်းတဘိုး၅ချောင်း၆ချောင်းထမ်းမယ်နွားကြီးဖြစ်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဟို तू ပြန်လာတဲ့ဟာမှာလည်းပြုံးပျော်ရှင်ပြီးတော့ ပြန်လာတဲ့ဟာတွေမှာလည်းညီလေးသူ့မှာအသက်ငယ်ဟိုအသက်ငယ်ဟိုဟိုဘလို့အသက်ကျိုးစားပါတော့ရင်းနေနေတဲ့လူတွေကောက်ရိုးတမြင်ကောက်ရိုးတမြင်နေမှာအခုလက်ရှိတော့သူ့မှာကောက်ရိုးနှစ်မြင်ပဲရှိတယ်ပါစာပြည်သူစစ်မှုထမ်းဥပဒေနဲ့နိုင်ဒီပြည်ပနိုင်ငံကိုအားကိုးတဲ့ကောက်ရိုးတမြင်နေဒီနှစ်မြင်ပဲရှိရတယ်အဲ့တော့ပါစာတွေက तू ကလူသားရင်းမြစ်ဖြစ်ရမယ်ဒီဟွာက ပြီးပါကသူနီးပညာနဲ့လက်နဲ့ခရမ်းရမယ်အဲ့တော့လက်နဲ့ခရမ်းပြီးတခုသဘောတူကြတာဖြစ်တဲ့အတွက်ဒီအတွေ့ရလူသားချင်းမြင့်နဲ့အပြင်ကလက်နဲ့ခရမ်းနဲ့ပေါင်းဆက်ပြီးတော့တော်လန်ရေးကိုတမျိုးမျိုးတော့ထပ်ပြီးတော့မှသူ့အနေနဲ့ချင်းချောင်းနိုင်တဲ့အနေအထားမျိုးရှိလို့ဒါလေဒီလိုအပြုံးပြုံးပြုံးနိုင်တယ်လို့တော့ယူဆတာပေါ့အဲ့ဒီအတွက်လည်းဒါတော်လိုက်တက်ဖွဲ့တွေကပြည်သူလူထုတချို့နေရာတွေပေါ့နော်အခုဘာမဟုတ်တဲ့ဒီရိုးရိုးဘုံကြီးနဲ့ လေရင်နဲ့ကျဲတာတော့မှပဲပြည်သူလူထုအိုးအိမ်ပေါင်းများစွာအသက်ပေါင်းများစွာထိခိုက်နေရတာဆိုကျန်တဲ့လက်နက်ဆန်တစ်ခုခုများရခဲ့လို့ရှိရင်ပြည်သူလူထုတွေလည်းစိုးရင်စရာဖြစ်တယ်လို့ပြောချင်တာဝင်ဟုတ်တယ်ပြီးတော့အဲဒီကောင်အခုလုံနေတဲ့အဲပုံစံမျိုးဆိုရင်သူကမရရအောင်လုံမယ်ဆိုတော့ဟာမျိုးတော့တွေ့ရတယ်ပေါ့နော်အဲပြီးတော့အဲကျွန်တော်ဒီဘက်ကတော်လိုင်းအင်အားစုတွေရောတော်လိုင်းပြည်သူတွေအနေနဲ့ရောအဲဒီကောင်လုံမဲ့ဟာကိုဘာကြောင့်မထောက်ခံသင့်တယ်လဲဆိုတော့ သူဥဆောင်နေတဲ့သူ့ရဲ့အဖွဲ့အစည်းကိုကပြည်သူ့အတွက်မဟုတ်ဟုတ်တယ်ပြည်သူ့အတွက်မဟုတ်အခုဆိုတာဘုံအုပ်ဖို့မှာဒါလူငယ်တွေကိုဟုတ်တယ်သူကလူငယ်တွေအတင်းအဓမ္မဒါလူသစ်စုတယ်လူငယ်တွေထွက်ပြီးတော့ရောမိတိုက်တယ်အဲထွက်ပြေးတဲ့အချိန်မှာကြံခဲ့တဲ့အမျိုးသမီးတွေရှိတယ်ဒါလူငယ်တွေကတော့ထွက်ပြေးလွတ်မြောက်တယ်ဘုံကအဲကြံခဲ့တဲ့အမျိုးသမီးတွေဆီကနေမှဒါလက်ဝတ်လက်စားတွေရွှေငွေအဖိုးတက်ပစ္စည်းတွေဟုတ်တယ်ယူတယ်တိတိုင်းချွတ်ယူလာဒါလူရက်ပြီးတော့ယူလာပါတော့ ပြီးရင်ကြံခဲ့တဲ့ဒီငွေထားတဲ့ဒီကြက်ဘဲဘာညာအဲ့လိုဝက်တို့ဘာလို့ဒါမျိုးတွေလည်းသူတို့ယူသွားတယ်ပေါ့နော်ပြီးတော့ကျတော့မရှိဘူးဆိုတဲ့နေရာမျိုးတွေလူမရှိဘူးဆိုတဲ့နေရာမျိုးတွေဆိုရင်ဒါအိမ်ကြီးဆိုင်ကယ်တွေပစ္စည်းတွေဒါတွေကိုမီးပုံရှုပ်ပါဟုတ်တယ်မီးပုံရှုပ်ဒီလိုမျိုးနိုင်တဲ့စီးနှင်းပုံစံမျိုးလုပ်နေတဲ့ဒီအဖွဲ့အစည်းလုပ်မဲ့ဒီအဖွဲ့အစည်းကိုဥဆောင်နေတဲ့ကောင်လုပ်မဲ့ရွေးကောက်ပွဲကိုကျွန်တော်ကလက်ခံသင့်သလားလက်မခံသင့်သလားဆိုတာကိုဒါသိစေချင်တာပေါ့နော်ဒါကကျတော့ဟိုတခိုးတက်ဓမြတက်ဖြစ်သွားတယ် ်ဘာမှပြည်သူကာကွယ်ပေးနေတဲ့စစ်တပ်မဟုတ်တော့ဟုတ်တယ်အဲ့ပြီးတော့အဲ့လောက်ထိပေါ့နော်ပြည်သူစီကနေမှလူယူရဲတဲ့စိတ်မျိုးဒီကောင်လေးစီမှာရှိလာတာကိုတော်တော်ကိုဒါလေးစားဖို့ကောင်းတယ်ဒီကောင်လေးကြည့်ရဟာတော်တော်ကိုမင်းတို့လုံရက်တဲ့ကောင်နေပေါ့နော်ပြောရပြီးတော့အဲဒါအခုမှရဲ့လို့တော့မဟုတ်ဘူးဒါဆန္ဒပြကာလာတွေမှာကနေကဒါဆန္ဒပြပြီးလို့ဒါဒီကောင်လေးဖြိုခွဲပြီးကြီးစစ်ကြီးမှန်နေနဲ့ပြစ်ပြီးခတ်ပြီးဆိုတဲ့အချိန်မှာဒါဆန္ဒပြရဲ့ပြည်သူတွေကထွက်ပြေးကြရအရှိုးရှိုးပေါ့နော်အခြေဥတည့်ရပြေးကြအဲအဲ့အချိန် ကျန်ခဲ့တဲ့ဖနက်ကဆောက်ကောက်ပြီးယူလက်ကောင်ရှိတယ်။အဲ့အဲ့လိုကောင်ရှိတယ်။ဆိုင်ကလေးကားပေါ်တင်ဆိုင်ကလေးကားပေါ်တင်တယ်။ပြီးရင်ချို့အိမ်မှာရှိတဲ့ဒီမှန်တကားတွေဘာတွေညာအကုန်ရိုက်ခွဲတယ်။အရက်ပလင်းအဆောက်ကောက်ထည့်ဝါတဲ့ကောင်ရှိတယ်။ကွင်းရဆိုင်ဖြတ်ပြီးတော့ကွင်းရထုံမှုမဝါတဲ့ကောင်ရှိတယ်။ဘာမှအဖိုးမတန်သေးဘူးဒါတို့တို့အတွက်။တကယ်အဖိုးတန်ပါတယ်ဆိုတော့ပစ္စည်းတွေလည်းမချန်ဘူး။ဆိုင်ကလေးဆိုကားပေါ်တင်သွားတယ်။ကားတွေဆိုရင်တို့ဟိုဟာတွေကိုဆွဲဝါတယ်။ပြီးရင်အဲ့ဥစ္စာတွေကိုကိုကျိုးအတွက်ပြန်သုံးတယ်။နောက်တစ်ခါအဲ့လိုတချို့ဟာတွေဆိုရင်နန်းတွေထဲမှာဆိုဟိုကောင်ဆိုတားဟိုဟာဖြစ်တယ်လေဘုံက။ ဒီဖမ်းမိလာတဲ့တိမ့်တိမ့်လာတယ်ဖမ်းမိလာတာမဟုတ်တိမ့်လာတယ်ခုနလိုမတရားသဖြင့်ပေါ့နော်တိမ့်လာတဲ့ဆိုင်ကယ်တွေကိုပြန်ရောင်းစားတာအဲစိတ်သိမ်းဆုံး၅သိမ်းနဲ့ပြန်ရောင်းစားတာမျိုးလုံးဝစီးပွားရေးစီးကွက်ကြီးကိုဖြစ်လို့အဲအဲ့လိုပုံစံမျိုးလုပ်ခဲ့တဲ့အဖွဲ့ကြီးအဲကြာအခုကာလမှာဒီကောင်တွေကပူရောင်ဆိုးတဲ့အနေအထားမျိုးနဲ့ဒါပြည်သူကိုနှိပ်စက်နေတာပေါ့နော်ဟိုမီရှိုးတဲ့ဟာတွေအပြင်အောင်မှဒါပြည်သူကိုပါရိုက်နှက်တာမျိုးတွေလူရက်တာမျိုးတွေလုပ်တယ် ပြီးတော့သူတို့ကိုကြောက်လို့လူငယ်တွေကထွက်ပြေးရတဲ့အနေအထားပါဖြစ်လာတယ်ဆိုတော့ဒီလိုកောင်မျိုးတွေဥဆောင်ပြီးလုံးဝရွေးကောက်ပွဲကိုကျွန်တော်ကလုံးဝမထောက်ခံသင့်ဘူးအဲပြီးတော့တကယ်ခုနပြောလို့ပေါ့နော်ပြန်ပြီးတော့ဒေါ်လာနိုင်နဲ့အင်အားတရရှိဖို့လိုတယ်ပြီးတော့ပြည်သူအနေနဲ့လည်းပေါ့နော်ဓာတ်တွေကိုငြိမ်းခံနေမယ်ဆိုရင်ဒီကောင်ကပို့ပြီးတော့စိုးလာလိမ့်မယ်အပြီးတော့ဒေါ်လာကြီးတက်ဖွဲ့တွေအဲဒီနေရာမှာဆိုရင်သူကရှေ့မှာဒီရွာမှာပေါ့နော်ဒီရွာဒီတာလိကရွာထင်တယ်အဲအဲ့ရွာမှာသူကဒီလူသစ်စုတဲ့ကောင်အုတ်ချုပ်ရင်းမှုဆိုတဲ့အဲ့ကောင်ကိုဒေါ်လာကြီးတက်ဖွဲ့ရရှင်းမလား ရှင်းမလိုက်လို့ဆိုရင်ကောင်းတယ်မကျေနပ်လို့ဒီလိုပုံစံမျိုးလာလို့လာလို့တော့တပ်ဖွဲ့တွေကပြေစုံနေတယ်ဆိုရင်တော့အဲ့ကောင်တွေအဲ့လိုလာလို့ရဲမှာမဟုတ်ဘူးတပ်ဖွဲ့တွေကလည်းမပြေစုံတော့ကြတော့ဒါကိုဒါလက်ပိုက်ပြီးကြည်နေရတဲ့ပုံစံမျိုးဖြစ်သွားတယ်အဖြစ်သွားတော့ဘလိုပဲဖြစ်ဖြစ်ကျွန်တော်တို့တပ်ဖွဲ့တွေပို့ပြီးပြေစုံစေခြင်းနဲ့ဒီလိုသားတကယ်ပြေစုံနေဆိုရင်စိတ်တက်ခြင်းရဲစွမ်းတက်တည်ခြင်းအရန်กว่าတယ်ဘုံကအဲ့တော့ကြာဒီကောင်တွေအနေနဲ့ဘာမှဒီကြောင်ပြည်သူကိုအခုနလိုမျိုးနှိမ့်ဆက်ရေးစရာအကြောင်းရှိတပ်ဖွဲ့တွေကလာရင်တော့ပြင်းပါပဲဗောနော်ပြည်စုံနေတယ်ဆိုရင်အဲ့တော့ဒီဖွဲ့တွေပြည်စုံမှုအတွက်ကိုလည်းကျွန်တော်ပြည်သူတွေကဗောနော် ခက်ခဲနေတဲ့ကြားပဲထပ်ပြီးတော့ကျွန်တော်ကတောင်းဆိုရမှာပေါ့ပို့ပြီးတော့ကူညီပေးကြပါဒီတပ်ဖွဲ့တွေကတကယ်ကိုပြည်သူအတွက်အလုံးလုံးနေရဖွဲ့ဖြစ်တယ်အဲ့တော့ပြည်သူအတွက်ပြည်သူကိုနှိမ့်ဆက်နေတဲ့ကောင်တွေလက်ထဲကိုဒီပစ္စည်းတွေပါခံမဲ့စားပြည်သူကိုတကယ်အမှန်တကယ်အသက်ပေးပြီးကာဝင်နေတဲ့တပ်ဖွဲ့တွေပြည်စုံစေဖို့အဲဒါမျိုးတွေမှာကိုတက်နိုင်တယ်လို့ပေါ့နော်ခုနကဟိုကောင်တွေကယူသွားတာဆိုရင်မပေးချင်လဲအကုန်ပေးလဲပုံယူသွားတာဘာမှချန်လို့မရအောင်အဲဒါမဲ့ကျွန်တော်တက်ဖွဲ့တွေကိုဆိုရင်တော့ကိုတက်နိုင်တယ်လို့ပေးလို့ရပါတယ်နောက်တစ်ခုကဘုံကဒီကောင်ကဘာကြောင့် ဒီကောင်လုံးမဲ့ရွေးကောက်ပွဲကိုမထောက်ခံသင့်တယ်လေကျွန်တော်ပြန်ပြီးတော့ဒါတုံ့ပြန်သင့်လဲဆိုတဲ့ဟာပေါ့နော်မဖြစ်မြောက်ဖို့အတွက်ကိုတုံ့ပြန်သင့်လဲဒီကောင်ကိုယ်တိုင်ကအစဟိုဟာပေါ့နော်အရေးချင်းမရှိတဲ့ကောင်ခေါင်းဆောင်ဆိုပြီးတော့ဒါပါဇက်ကနေပြီးတော့ချိုခေါ်နေကြစစ်ခေါင်းဆောင်စစ်ခေါင်းဆောင်ဆိုပြီးတော့ခေါ်နေကြတကယ်တမ်းကခေါင်းဆောင်တော့မဟုတ်သူအတင်းရယူထားတဲ့နေရာမျိုးဖြစ်တယ်ဟုတ်တယ်ဒီခေါင်းဆောင်ဆိုပြီးတော့သူ့ကိုယ်သူအတင်းလှုပ်ယူနေတဲ့ဟာဘသူကမှရွေးကောက်တင်မြောက်ထားတဲ့ကောင်မဟုတ်ဘူးသူကမှတတ်မှတ်ပေးထားတဲ့ကောင်မဟုတ်ဘူးကွာသူ့ဘက်သူပဲတတ်မှတ်တာတစိမ့်တွေဆိုလဲပလူပြန်းတယ်သူ့ဘက်သူတတ်မှတ်တာ ဲ့လိုကောင်မျိုးအဲ့ထက်ပိုပြီးတော့ဆိုတာအခုဆိုရင်ဒါ DSM မှာဒီကောင်လေးပြောနေတာအဲ့လိုရှေ့မှာဖြစ်စဉ်တွေရှိပါတယ်ဟိုပါဒီလားကျွန်တော်ဟိုပါလေအဲရဲဘော်တို့ဒီနေ့ဟာမိန်ကွန်းမိန်ကွန်းဖတ်တာရဲဘော်တို့ဒီနေ့ဟာအဲပြီးရင်ရဲဘော်တို့ဒီနေ့ဟာအာငါလုံးဝတကြိမ်စီနှစ်ခါရေးထားတယ်ရေးတဲ့အချိန်ဖတ်တဲ့ကောင်နေဗျာတဲ့အခုမရောက်နိုင်လဲအဲ့လိုကောင်မျိုးပဲအဲ့ဒီဒီဟိုပါဘောနော်ဒီပုံမြင်နေဆိုတာတကယ်ရှိခဲ့လို့ဘောနော်တကယ်ဖြစ်ခဲ့လို့ဒါမျိုးတွေပြောပြောနေကြတာဘောနော်အခုအဲ့ပုံမျိုးကိုပြန်ပြီးတော့အသက်သွင်းတာမရောက်နိုင် အခုပြောတယ်ပါလေဟိုဟာ sanction တွေလောက်လာပြီဆိုတဲ့အခါကျရင် software တွေကိုစုစည်းတော့ကြောင့်မတားဘာပါလဲ session စီးပွားရေး Facebook ခရရလေပေါ့နော် software များအင်အားစုစည်းမှုပုံမရရှိစေဆိုပြီးတော့ဒါသူမှားပြီးတော့ပြောတဲ့ဟာမျိုးကိုဒါရှက်ကိုရှက်ကန်းနဲ့ပေါ့နော်ပြန်ပြီးတော့သူအမှားပြစင်တာတွေလောက်ခိုင်းတယ်ပြီးရင်အဲ့လိုရုပ်တံမှတ်တမ်းတွေမှာအစားပြန်ပြီးတော့ edit လောက်ခိုင်းတာတွေဒါသူပြန်ပြီးတော့လောက်တာရှိတယ်ပေါ့နော်အဲ့ကြောင့် ပြောရရင်ဒီကောရေးပေးသလောက်ပဲဖတ်တတ်တဲ့ကောရေးပေးတဲ့ဟာကိုပဲသူကမှန်မှန်မှားမှားမသိဘူးသူဖတ်သူ့မှာစဉ်းစားတွေးခေါ်နိုင်တဲ့ဟာမရှိဘူးဒီဥစ္စာကိုဖတ်လိုက်လို့ဟာဒါမဟုတ်ဘူးကွာပြင်ဒါဒါဟိုကခေါင်းဆောင်ဆိုရင်ဗျာတခုခုပြောမယ်လူတို့ကိုတခုခုပြောမယ်ပြောမယ်ဆိုရင်အနည်းဆုံးတော့ပြင်ဆင်ရလူတို့ကိုပြောမယ်စကားဖြစ်တဲ့အတွက်လေးလေးစားစားပြင်ဆင်ရကောလူတို့ကိုလေးစားတာမျိုးမရှိဘူးဖေးလာတဲ့ဟာကိုပေးတဲ့အချိန်မှာကောက်ပြီးတော့ဖတ်ပလိုက်တယ် အဲ့ထဲမှာမမမမန်သူမသိဘူးဟုတ်တယ်အဲတကယ်သာသူကြိုပြီးတော့ပြင်ဆင်ထားတယ်ဆိုရင်ဒါမျိုးမှမဖြစ်ဘူးပေါ့နော်အဲကြအဲ့လိုမျိုးပုံစံမျိုးရုပ်ပေါ်လောက်အထိဖြစ်တယ်ပြီးတော့ကြာချက်ဆရာကောင်းတာအဲ့လိုပေါ့နော်ပြန်ပြီးတော့ပြင်ခိုင်းတဲ့ဟာမျိုးပေါ့နော်သူမှားသွားတဲ့ဟာကိုပြန်ပြီးတော့ပြင်ခိုင်းတဲ့ဟာမျိုးအဲပြီးတော့အဲ့ဥစ္စာတွေကကျွန်တော်ဒီဘက်ကဒီဘက်ခေတ်လူငယ်တွေကိုဒီလိုလာလို့လို့မရတော့ဘူးဘာမှအဲ့ဒီလို့ဖို့မစင်စားနဲ့အကုန်လုံးကဒါမျိုးမြင်လိုက်ပြီဆိုတာလည်းစိတ်ပြီးသားချက်ခွင့်ရှော့ရိုက်ပြီးသားအဲ့လိုပုံစံမျိုးဆိုတာဒီလိုမျိုးအုံနောက်မရှိတဲ့ ဒါဥဆောင်နေတဲ့ကောင်တကောင်လုံမဲ့ရွေးကောက်ပွဲကိုကျွန်တော်တို့ကဒါခုနလိုအတိမတ်ပြုစရာအကြောင်းကိုမရှိဘူးအဖြစ်မြောက်အောင်ကျွန်တော်ဝိုင်းပြီးတော့ပတ်မိုးပြုစရာအကြောင်းမရှိဘူးကျွန်တော်ကမဖြစ်မြောက်အောင်ပဲကျွန်တော်တက်နိုင်သမျှနီးလန်းနေနဲ့တော်လန်းရမယ်ဟုတ်တယ်အခု तू ကသူကသူတတ်မှတ်တာပြည်သူပြည်သူလူထုရဲ့သူခေါင်းဆောင်ပေါ့နော်သူကသူဘယင်တို့လဲဒါဟိုတောမကျော်မင်းနဲ့တွေ့ရချိန်မှာလည်းသူသူကသူဘယင်တို့တမုတ်ခဲ့တာရှိရဲအဲ့ဒါသူသူကသူတမုတ်တာပေါ့နော်ပြီးဒီပြည်သူတမတာနဲ့တွေ့ရချိန်မှာလည်းသူနိုင်ငံ အဲသူသူသူနိုင်ငံသူအုပ်ချုပ်နေတဲ့နိုင်ငံပုံစံမျိုးဒါဇောင်းပေးပြီးတော့ပြောတာတွေလည်းတွေ့ရတယ်ဗောနော်အဲ့တော့သူကတကယ်လို့ဘယင်တို့သူ့ကိုသူတတ်မှတ်ထားတယ်ဆိုရင်ဒီနိုင်ငံမှာရှိတဲ့လူတွေကသူ့ရဲ့ပြည်သူလူထုပဲဒါသူ့ရဲ့ပြည်သူလူထုကိုသူပြောမဲ့စကားညီလေးပြောလို့ပဲပြည်သူလူထုကိုပြောရမယ်ဒါမိန်ကုန်းပြောဖို့အတွက်ဆိုရင်ခေါင်းဆောင်တယောက်ကပြည်သူလူထုကိုပြောရမယ်စကားဆိုရင်ထဲမှာရှိတယ်ဟုတ်တယ် ခေါင်းဆောင်နိုင်မှရှိတယ်ညီရေးပေးစရာကိုမလိုဘူးရေးပေးစရာမလိုဘူးဒါနဲ့ပတ်သက်လို့ရှိရင်ငါပြည်သူလူထုတွေပြောချင်တဲ့ရင်းနေရစကားဒါအဲ့တော့မိန်ကုံးမူချမ်းကိုတောင်းမယ်မနေ့ပြန်ပြောမယ်ဆိုဒီလိုညတော့ပေးတောင်းမယ်တောင်းပြီးွားလို့ရှိရင်အဲ့ဒီထဲမှာကိုပြောချင်တဲ့စကားလေးကိုထပ်ဖြည့်မယ်ကိုကကိုလေးရေးလေးနဲ့ဖြည့်တခုဖြည့်ပြီးတော့မှကိုကိုဒါမို့လဲဂျေးစရီထုတ်မယ်ကိုပြောချင်တဲ့အချက်ကလေးဂျေးစရီထုတ်ပြီးတော့မှကိုကစကလုံးဖွင့်နှဲ့ပြီးတော့မှပြောတင်တာပေါ့နော်ဒီလိုမျိုးကိုဒီလဲ ဟိုတက်ခမ်းမာတွေမှာဘာတွေမှာစကားတွေအများကြီးပြောခဲ့ဘူးပါလေကိုပြောချင်တဲ့စကားလေးဂျေဆွေးတွေထုတ်အခုလည်းဂျေဆွေးတွေထုတ်ပြီးတော့มาပဲဒီလိုပဲကို့ဘွားကိုဟိုဖွင့်လွှဲပြီးတော့มาဖွင့်လွှဲပြီးတော့มาဇကလုံးတရက်ကိုဘလို့ဟွာဖြစ်ရမလဲဆိုတော့ပြီးရင်ကိုမကြွန့်ကျင်တဲ့ဘာသာရက်ပေါ့နော်အခုမကြွန့်ကျင်တဲ့ဘာသာရက်ကိုသွားပြီးတော့ပြောဖို့အတွက်ဆိုလို့ရှိရင်အဲ့ဒီဘာသာရက်ကြွန့်ကျင်တဲ့လူကိုဒါဘလို့လဲဆိုတဲ့ဟာမေးတင်တယ်လေ့လာတင်တယ်ပေါ့နော်အဲ့လိုမဟုတ်အဲ့တော့ तू ကပြည်သူလူထုကိုအရေးမဆိုင်ဘူး तू ဖြစ်ကျင်တဲ့ဟာပဲ လုံနေတဲ့လူတယောက်ဖြစ်တယ်ဆိုတာအဲ့ဒီမှာတန်းပြီးတော့ပေါ်လွင်တယ်ပေါ်လွင်နေပေါ်လွင်တယ် तू ရင်ထဲကစကားသူ့မှာမရှိဘူးအားကြောင့်2044ခုနေဟိုရုပ်ရှင်ထူးချွန်စူပေးပွဲတို့ဘာလို့ဆို तू ဖြစ်တာသူ့ကိုဘယ်ခုနေရောက်နေမှန်းတော့မသိတော့ဘူးဘာလို့ဒီရာသီဒီနေပြောင်းဟိုဒီပလင်းကိုအတင်းတဲ့လူပြတ်ပြောင်းဟုတ်တယ်တဲ့လူထိုင်ပြီးတော့သူ့ကိုသူမြောက်မြောက်နေပြီးတော့မှဟိုတချို့ခေါင်းဆောင်တွေရှိတယ်ကြီးတွေကြုံခဲ့မှုတွေတက်မှမှုတွေတိုင်းမှုတွေနော် စနေတင်းငွေတော့သူတို့မှမသိတော့မမှတ်မိတော့မမှတ်မိတော့မင်းလေအေးအောင်ဒီဒီနေ့ပါနေလဲ PSO ပြန်ပြီးရဲ့အေးအောင်ငါဒီနေ့ပါယူနီဖောင်းဝယ်ရမှာလဲဆိုသူကတနေ့နာယူနီဖောင်းတောက်တောက်ကြကြာသာပရေးဆိုဆာဖာရီဒီလိုမျိုးတွေရှိတာဘောတပူးဆိုရိုးရိုးဒီဝတ်စုံတစ်ဝယ်ရမယ့်ဟာတွေအေးအောင်ဒီနေ့ပါနေလဲဆိုပြီးတော့ပြန်ပေးရတဲ့ဟာတွေဘာလို့နေရာရင်မှုသွားတာရင်မှုပြီးတော့မှသူကသူကသူမှခရူရှိတယ်ဒီပြည်သူလူလူရှိတယ် အဲသူနိုင်ငံတကာနဲ့ဆက်ဆံရမယ်ဘလို့ဟိုလောက်ရမယ်ဆိုတဲ့ဟာတွေငါပြည်သူလူထုကိုပြည်သူလူထုကောင်းအောင်တဲ့ဘလို့လောက်ရမလဲဆိုတဲ့ဟာတွေကိုမစင်းသားတော့ပဲနဲ့ကိုယ့်အကိုရင်းမှုနေတာအခုကကြမင်းအောင်လာကြဘလို့ဖြစ်နေလဲဆိုတော့ဒီဟာတွေဟိုမမှန်တော့ပဲနဲ့ तू နေ့တွေညတွေတော့မသိတော့ခုနေ့တွေတော့မသိတော့တဲ့အဆင့်ကိုရောက်သွားတာကဒါကတော်လိုင်းအတွက်လည်းတခုကောင်းတယ်လို့ပြောရတယ်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းရဲ့ဖီးအားတွေသူ့ပုံမှာအများကြီးပေးထားနိုင်တဲ့အတွက် သူမှ trainer တွေးခေါ်ရတာငါဘယ်လိုလုပ်ရမလဲငါအနာတိရောက်လာရင်ဘယ်လိုလုပ်ရမလဲဘယ်နေရာတော့ဘယ်လိုပါဝါးရီလို့ပြောတယ်နော်အဲ့ဒီမှာဒီလက်ရှိတော်လှန်ရေးအခြေအနေရဲ့အမှန်ကိုသူ့ကိုပြောနိုင်တဲ့လူမရှိဘူးလို့သိရတယ်ကြီးဒါနည်းနည်းမေးမေးကြည့်ရဲ့အရာပေါ့နော်မရှိဘူးပေါ့အခြေအနေမှန်ကိုအခုဂျားထဲမှာစကန်းရယ်ဘယ်စကန်းတော့ဘာဒီနေ့မှာတော့ဘယ်နေရောက်တော့ကျွန်တော်တို့တပ်ဖွဲ့ဝင်ဘယ်နေရောက်တော့တည်တယ်ဘယ်နေရောက်တော့တိုက်ပွဲကြွားရတယ်ဘယ်နေရောက်ဟိုဟာဖြစ်တယ်ဘယ်စကန်းတော့ ဆုံးခွာလိုက်ရပြီဘယ်စခန်းတော့ပေးလိုက်ရပြီဆိုတော့တကယ်ကိုအချက်လက်ကိုတင်ပြမယ်အသေးစိတ်ပေါ့နော်အသေးစိတ်တင်ပြမယ်လို့မရှိဘူးပေါ့သူကတပတ်တစ်ခါတော့ဟိုတစ်လတစ်ခါတော့ဘာလို့လောက်ပဲသူကစီးရင်ချုပ်လောက်ပဲကြီးတဲ့အနေထားမျိုးပေါ့နော်အဲ့ဒီစီးရင်ချုပ်တောင်ကြီးတဲ့အချိန်မှာ तू ကဒီတော်လိုင်းတက်ဖွဲ့ဘက်ကတည်ဆုံးကြဆုံးဆိုပြီးတော့မှသူတို့ဖြည့်ချင်လို့ဖြည့်ထားမှာဖြည့်ထားတဲ့ခါကျတော့ तू ကဂဏန်းတစ်ခု level တိုင်းတဲ့ခါလဲကြလဲကြတော့ဒီတော်လိုင်းတက်ဖွဲ့ကိုပို့ပြီးတော့ဖြည့်ထားရင် तू က အဲဒီဖိရှင်းလာအောင်လို့အေးဟိုကောင်ဒီဘက်ကအများကြီးကွာဖြစ်တာပဲငါဘက်က100လောက်ကြာတာတော့ဟိုဘက်ကဟိုဘက်ဒီဘက်ကတော်လိုက်တဲ့ဘက်200လို့သူစီစီးရင်တင်ပေးလိုက်လေရတာပဲပေါ့နော်ပြီးစူးစောင်းနိုင်တာတော့ဘယ်နှယောက်ပေါ်ဆိုပြီးတော့အတင်းအားဓမ္မစူးစောင်းတဲ့ဟာတွေပေါ့ဒီလိုလုပ်ပြီးတော့မှသူ့ကိုလိန်လဲနေတယ်လို့လဲတိရတယ်ပေါ့နော်အဲ့တော့သူတော်တော်ကြီးကိုကိုဟွာဖြစ်နေတယ်တကယ်ပွဲပြက်နေတဲ့အနေထားမျိုးရောက်နေပြီပေါ့အဲ့တော့ဒီပြီးပါနေပြန်လာတဲ့အချိန်မှာရုရှားနဲ့ဗီလာရုကနေပြန်လာတဲ့အချိန်မှာ တခုခုဂရီကဝတ်တခုခုရခဲ့လိမ့်မယ်ဒါလည်းဒီတိုင်းတော့ဘယ်သူမှမပေးလိုက်ပါဘူးပေါ့နော် give and take တခုရတာလေးတဝဲရင်းနဲ့စိတ်ကမ်းတော့ဘာလို့ဒါသူတို့ဘောမတွေကိုတိုင်းကိုထုတ်ဖော်ပြီးတော့ပြောကြနေပြီပေါ့အဲ့တော့ဘောမဒီကဝိုင်းပြီးတော့ဒီလေးစိမ့်မှာဝိုင်းပြီးတော့နှုပညာရှင်တွေရောဗားတွေရောပေါ့ဘောမနှုပညာရှင်ဝိုင်းပြီးတော့ကြိုနေတာတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့ခါကျတော့သူလာတဲ့ပြန်လာတဲ့ဟာကတော်တော်ကောင်းသောပြန်လာခြင်းဆိုပြီးကမှဝိုင်းကြိုဆိုတာတွေ့ရတယ်အဲ့တော့နိုင်ငံကကျွန်တော်နိုင်ငံကဗားတွေပြန်ပေးခဲ့ရတယ်ဆိုတဲ့ဟာတော့ ထုတ်ပေါ်ပြောကြခြင်းမရှိသေးဘူးပေါ့အဲ့တော့ဘာပဲဖြစ်ဖြစ်တခုခုတော့ပေးကြရလို့သာလေတန်သောအရာ ပြန်ပေးလိုက်တာ ဖြစ်မယ်လို့ယူဆတယ်ပေါ့ပြီးတော့နိုင်ငံပေါ်မှာလည်းဒီလိုမျိုးအဲခင်မီလက်နက်ဆန်းအနေနဲ့ပြည်သူလူထုပေါ်မှာအနိုင်ကျင့်နှိပ်စက်ဖို့အတွက်ရည်ရွယ်နေတဲ့စစ်ကောင်းဆောင်ပြည်သူလူထုကိုအမျိုးမျိုးနှိပ်စက်နေတဲ့စစ်မှုတန်ဥပဒေတွေရောဘာတွေရောအကုန်လုံးအမျိုးမျိုးနှိပ်စက်နေတဲ့စစ်ကောင်းဆောင်လုံးမဲ့မတရားရွေးကောက်ပွဲကိုဒါကျွန်တော်တို့ပြည်သူလူထုအနေနဲ့ဝိုင်းဝန်း တတ်နိုင်တဲ့နီးနန်းတွေပေါ့နော်အဲဝိုင်းဝန်းဆန့်ကျင်ပြီးပါလို့ပြောကြရင်းနဲ့ကျွန်တော်တို့ရဲ့ဇကဝိုင်းလို့ညီကုန်းချုပ်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်